ဘသူ့ကိုပဲဖြစ်ဖြစ်ချစ်ချစ်ခင်ခင်ကျင်ကျင်နာနာလေးပဲဆက်ဆန့်ကျင်နေဆိုတဲ့လူတွေဒီထဲမှာပါတယ်ဆိုရင်ဒီဗီဒီယိုကိုစုံအောင်ကြည့်သွားလိုက်ပါ။ဘာကြောင့်လဲဆိုတော့လူဆိုတာကကိုကိုလိုလိုလားလားနဲ့နိမ့်နဲ့ကာကာရှိတဲ့လူတွေဖော်ဖော်ရွရွရှိတဲ့လူတွေကိုနဲ့အနီးနားမှာနေကျင်တဲ့လူတွေက ကိုစီကိုခြေတလန်းလန်းလာပြီဆိုရင်အဲ့ဒီလိုလူမျိုးတွေစီကိုကိုကခြေနှလန်းလောက်တိုးသွားပြီးတော့မှ စီကြို့ဖို့ဂယုစိုက်ပေးဖို့ကျင်နာပေးဖို့ကိုလည်းဝမ်းမလေးရဘူးတဲ့အဲ့ဒီထက်ပိုပြီးတော့အရေးကြီးတဲ့တစ်ခုရှိတယ်အဲ့ဒါကဘာလဲလို့ဆိုလို့ရှိရင်ကိုကိုမလိုအပ်တော့တဲ့လူတွေနဲ့တွေ့တဲ့အခါကိုကိုတန်ဖိုးမထားတဲ့လူတွေနဲ့တွေ့ရတဲ့အခါကိုကိုမလိုအပ်မှန်းသိတဲ့အခါကိုကိုမလိုအပ်လို့ပြစ်ပယ်ထားတဲ့ရောက်ဝန်းကိုရောက်တဲ့အခါမှာလည်းပဲသောသောကတိုးထားတဲ့ခြေနှလန်း အနောက်ကိုပြန်ဆုပ်ပေးဖို့ထွက်ခွာလာပေးဖို့ကိုလည်းဝမ်းမလေးရဘူးတဲ့အဲ့ဒါကအရေးကြီးတယ်လူဆိုတာဘသူကိုဘလောက်ပဲချစ်ချစ်ဘသူကိုဘလောက်ပဲတန်ဖိုးထားထားဘသူကိုဘလောက်ပဲမျက်နှုံးမျက်နှုံးကိုတန်ဖိုးကလည်းရှိသေးတယ်ကိုတန်ဖိုးနဲ့ကိုပဲကိုကိုကိုမျက်နှိုးဖို့ကိုကိုကိုတန်ဖိုးထားထားဖို့ကလည်းအရေးကြီးသေးတယ်လေကိုကိုတန်ဖိုးမထားတဲ့လူတွေကိုကိုမမျက်နှိုးတဲ့လူတွေရဲ့နားကနေ ွက်ခွာနိုင်ဖို့ကလည်းအရေးကြီးတယ်။ငါအစဉ်ပြေနေတော့ငါ့ကိုလူသုံးလုပ်ခဲ့တာပဲ။အခုမှငါနှိမ်ပါချိန်ကြမှာငါ့ကိုပြစ်ပယ်လိုက်တယ်ဆိုပြီးတော့လည်းဒေါသမထွက်နဲ့ခွင့်လွှတ်နိုင်အောင်ကြိုးစားရတယ်။ပြီးသွားရင်ကိုယ့်ကိုမလိုအပ်တဲ့လူတွေနားကနေလည်းအဲ့ဒီလူတွေကိုစွန့်လွတ်ပြီးတော့ထွက်ခွာနိုင်ဖို့ကိုလည်းပြင်ဆင်ထားရတယ်။ကိုယ်တန်ဖို့ကိုသိရင်ပေါ့။တနေ့နဲ့တစ်ချိန်ချင်းကြာရင်တော့ မင်းမိုးလို့ကိုချစ်တာ ကိုမိုးလို့ကိုတန်ဖိုးထားတာမင်းမိုးလို့ကိုမေတ္တာရှိတာပါဆိုတဲ့လူတွေ ਨੇ တွေ့အောင်ပါပဲလေအဲ့ဒီလူတွေကသာတကယ်မေတ္တာဆက်တကယ်မေတ္တာမှန် ਨੇ ကိုကိုမျက်နှုတ်တန်ဖိုးထားကြတာအဲ့လိုလူမျိုးကို ရှာပါမြတ်စွာဘုရားကတော့မင်းမိုးလို့ချစ်တာပဲဖြစ်ဖြစ်ကိုမိုးလို့ချစ်တာပဲဖြစ်ဖြစ်သူမိုးလို့ချစ်တာပဲဖြစ်ဖြစ် ဘလောက်ပဲတံမိုးထားတာဘလောက်ပဲချစ်ချက်ဘလောက်ပဲမြတ်တာထားပါစေဒီနေ့နဲ့တစ်ချိန်ချိန်တော့ခွဲခွာကြရအောင်ပါပဲအဲ့ဒီလိုမခွဲခွာရသေးခင်တွေ့စီတွေ့ဆုံနေတဲ့အခိုက်အတန့်လေးမှာခွဲခွာရမယ့်သဘောကိုလည်းနားလည်လက်ခံထားရမယ်တဲ့ပြီးသွားရင်စွန့်လွတ်နိုင်ဖို့ကိုလည်းကြိုတင်ပြီးတော့တွေးထားရသေးတယ်တဲ့ဒါကြောင့်လောကမှာဘယ်အရာတွေနဲ့ပဲကြုံကြုံ ချစ်တဲ့လူမုန်းတဲ့လူမလိုတဲ့လူလိုတဲ့လူတံပိုးထားတဲ့လူမလေးစားတဲ့လူဘလိုလူတွေနဲ့ပဲကြုံကြုံတနေ့နေ့တချင်ချင်းကြရင်တော့ခွဲခွာကြရအောင်ပါကွဲကြရအောင်ပါဆွန့်လွတ်နိုင်အောင်ပြင်ဆင်ထားရမယ်ဆိုတာကိုမမေ့ပါနဲ့နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ thank you